माले लोटा रापे फिपारे मेरे लोटा फर्स्ट टाइम मिंगीले चला मीची ना बोलना मिंग अकुन गाने चो छाव ना ढूरो में चेप्शन ने भी बाय मसादे वो कस्टमर रिक्वेस्ट लोटा रहता है साले ये भी ठा रापे फिपारे Hello guys, good morning. Santosh Baral here. Welcome to my blog. ဒီကနေ့တော့ဒီပါလီရဲ့ဒုတိယနေ့ပဲဖြစ်ပါတယ်ဗျာမင်းညာအိတ်တာနောက်ကျပြီးတော့မှကျွန်တော်ဒီကနေ့ထားတာတော်တော်လေးနောက်ကျပါတယ်အဲဆိုတော့မင်းညာတို့ကလည်းပဲလက်ချင်းကြီးပူဇာနေ့မှာလူတိုင်းနှိပါလို့လို့တော်တော်လေးဒီပါဝလီနေ့မှာပျော်ပျော်ရွှင်ရွှင်ရှိနေတာကိုလက်ချင်းပူဇာရဲ့ပွဲလုပ်တာတွေကို Facebook တော့ white ကနေကျွန်တော်တွေ့ခဲ့ရပါတယ်ဆိုတော့တော်တော်လေးဝမ်းသာပါတယ်အခုဗီဒီယိုကြည့်နေတဲ့ငယ်ချင်းလည်းပဲဒီပါဝါလီနေ့မှာပျော်ရွှင်နေမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်ဗျာဆိုတော့ဗျာဒီကနေ့ကျွန်တော်ညီမလည်းပဲနည်းနည်းပပဒီကိုရေးရှင်းလုပ်ထားတဲ့လက်ရှိပူဇော်တဲ့အဲ့ဒါလေးလိုက်ပြရှင်တဲ့ငယ်ချင်းတို့ဒီရီအားလုံးကကျွန်တော်ညီမလေးလုပ်ထားတာပဲဖြစ်ပါတယ်ဒီမင်ကင်းပေါ်စာချောတော့ဒီကနေ့ဆော့ဆော့စီစီအမေလုပ်နေတာဆိုတော့အာအခုညီလေးလာတင်လိုက်တာပဲဖြစ်ပါတယ်ဒီမှာလှုပ်ထားတဲ့ပုံစံနဲ့လက်ချီမာတာတက်လာတဲ့ပုံစံလေး ဖះစင်ရဲ့ဌာနမှာတက်လာတဲ့ပုံစံလေးကိုသူဒီကိုရေရှင်းလုပ်ထားတာပေါ့နော်လာတယ်နော်တကယ်ကျွန်တော်အမေတို့ကတော့အပြင်မှာအမေနဲ့ညီလေးသူတို့ကအပြင်မှာဒီမှာမုတ်ချက်နေတယ်ကျွန်တော်နင်ကင်းတာအားစားကျွန်တော်မနေ့အဲ့ဒီဘီလေးကိုတကူတကဝယ်ခိုင်းပြီးတော့ကျွန်တော်ချက်ခိုင်းတာပါအမေရဲ့ first time နင်ကင်းလုပ်နေခြင်းလည်းဖြစ်ပါတယ်မိဖို့ကြောင်းရနေနေသေးတယ်တကယ်ကျလို့တီးခံမှကြည့်ပြပေါ့နော် မင်းကြီးလေးဘေးနားမှာညောနေတယ်သူကအမြဲတမ်းလိုပဲလက်ဖိလေးလာတောက်ဒီနားလေးပါနင်ကီရတော့ကျွန်တော်ရဲ့ favorite move ပဲဟုတ်ပါတယ်တကယ်ကျတော့နင်ကီနဲ့လက်ဖေးနဲ့စားရတဲ့ feel ရတော့ wow မဆလာတီးနေပါတော့အထူးသဖြင့်ဆိုတော့ဒါကတော့အကန့်ရိုးချိုးပြီးဆိုတော့ဆက်ကြည့်နေတယ်ဆိုတော့အဲ့ဒီကနေတော့ continue ကြည့်ကြအောင်လား Hello guys အခုတော့တကွေတန့်ရှင်လို့လို့ပြီးပါပြီဆိုတော့ဒီမှာ breakfast ဆားတော့မှာပဲ breakfast ဆိုတော့လည်း snacks ပုံမျိုးပေါ့နော်အဖေအမိတွေပါတော့အခုတော့အမေအစော်ရီချုံးနေဆိုတော့ကျွန်တော်ထောစီရမလို့ excited ပါတယ်အဲ့တော့ဒီနေ့ညီလေးလုံးနေတယ်ထဲထဲမှာ ဆိုတော့ကျွန်တော်ဒီကနေ့ exercise မလုပ်တရားလုံးနေရာနဲ့နဲ့ချင်းနေပါတော့ဆိုတော့တစ်ခါတည်းကျွန်တော်ဒီမှာလက်ဖေးလေးပါလေးတောင်းပါဒါတော့ဥပမာလုံနေတယ်အမေလို့တက် first time minki လေးကျွန်တော်မြည်ကြည့်ပါပါတော့ minki aso အဲ့ဆိုတော့ coffee ဒီကနေ့ကျွန်တော် coffee နဲ့ minki နဲ့တောင်းမယ်မဆလာတီးတော့မရှိဘူးနိမတလောက်တော့ချက်ပြီးသွားပြီး အခုလောလောဆယ်တော့ gateway mall လို့ခဏရောက်နေပါတယ် photo frame လေးဝယ်မလို့ပေါ့နော်ဟိုနေဘိုင်းကြီးရပုံဆွဲပြထားတာဆိုလေကိုဘိုက်ဒီကနေ့မှသူ့ကိုပေးဖို့ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုကတည်းက prepare လုပ်မှဖြစ်မှာနိုင်ွက်ပဲအချင်းရတယ်အဲ့ဒီကနိုင်ွက်အချင်းအတွင်းမှာကျွန်တော်လာဝဲရတာပေါ့နော်ဘာလို့ဆိုညလေးအလုပ်ပေါ့ပေါ့နော်၃နိုင်ဆိုအခု၂နိုင်ွက်ရှိပြီ၃နိုင်အတွင်းမှာကျွန်တော်မမြန်ဝဲရမှာဖြစ်ပါတယ်ဒီမှာ gateway mall မှာအစင်မှာ view ဆိုဘုရားတော်ရဲ့အကမိုင်း big scene မှာတော့ကြည့်မှာပဲဖြစ်ပါတယ်ဒါတော့ဒိုင်ဆိုမှာပဲဖြစ်ပါတယ်ဒိုင်ဆိုပေါ့ဘီယာဒိုင်ဆိုမှာ ဒီနံပါတ် frame လေးရှိတယ်။ဒီမှာတော့ဟိုတစ်ခေါက်လည်းမျိုးပဲပစ္စည်းပြန်မရောက်သေးဘူးနော် A3 size မရောက်သေးဘူး A2 size ပဲရှိတယ်ဆိုတော့ကျွန်တော်နောက်တစ်ခု size ကိုဦးတည်နေပါတယ်။ဟိုနေ့ကလိုပါပဲဗျာပြန်မှ Mr. DIY ကိုရောက်နေပါတယ်တက္ကမရဲ့ big sim က I know where is it here we go အလုချင်းနဲ့တစ်စီလေးတွေရပါခဲ့ပြီညီလေးဖုန်ထိုးနေပြီအလုသွားဖို့နောက်ကျနေပြီခဲ့ဒီမဲ့ကျွန်တော်အခုအခန်းရောက်တာကြာပြီညီလေးဆိုင်ကယ်ကြီးမှလုသွားခဲ့ပြီဆိုတော့ကျွန်တော်ဒီမှာဒါပုံကိုလည်း frame လေးထည့်ပြီးသွားပြီပေါ့နော်ဆိုတော့ Diwali Deepavali gift card ready ဖြစ်သွားခဲ့ပြီဒါကိုကျွန်တော်ကြာတင်ထားလိုက်မယ်ဒီကနေ့ကတော့အပြင်လေးပါတွေသွားဖို့အစီအစဉ်မရှိသေးဘူးဆိုတော့လောလောဆယ်ရာဒီအနောက်ကဆင်လေးကိုကျွန်တော်နည်းနည်းလေးတန့်ရှင်းလုပ်လိုက်ပါမယ် တနိုင်လောက်အချိန်ကြာကုန်ပြီးတဲ့နောက်မှာတော့ကျွန်တော်ဒီနေရာလေအခုလုံးစီလို့ပြီးသွားခဲ့ပါပြီပစ္စည်းတွေတအားများတဲ့အတွက်ကျွန်တော်တို့ဒီညမှာချစ်ချစ်လေးနဲ့ပေချာလေးဖြစ်အောင်စီရပါတယ်အောက်ထပ်မှာလည်းပစ္စည်းတွေအများကြီးထည့်လိုက်သေးတယ်ဆိုတော့ ဒီနေရာတော့စီလိုပြီးသွားခဲ့ပါပြီ။အေးရဲ့ပိုဆိုးထူဆန်းလာတော့ကျွန်တော်အခု9နဲ့ကျော်6နဲ့ထိုးတော့မဲ့အချိန်ဖြစ်နေပြီ။ဘိုက်မစားသေးဘူး။ဒီလိုပဲနော်ကျွန်တော်ဒေဝါလီပွဲမှာဆိုရင်အော်တိုမက်တစ်အောက်ကလုံးဘိုက်ပြေးနေတာဖြစ်တတ်တယ်ဗောနော်။ဒီကကျွန်တော်ပွဲရထုံးစံပါနော်။ပွဲမှာဆိုအော်တိုမက်တစ်လူအောင်ပျော်ပြီးတော့မှဘိုက်ပြေးနေရ။ဘိုက်မစားသေးဘူးအခုမှပဲ။ခါတိုင်းဆိုရင်အလုပ်နည်းနည်းလေးလုပ်တာနဲ့ကျွန်တော်ဘိုက်စားပြီးထမင်းစားပြီး။ဆိုတော့ဒီကနေ့တော့ဘိုက်မစားသေးပါဘူးဗျာ။ ဟုတ်ကဲ့ဗျာအခုတော့6နိုင်ကျော်9နိုင်ထိုးကနေလဲရှိပြီကျွန်တော်မနဲ့ကြတဲ့ထမင်းမစားသေးဆိုတော့အခုတော့အပြင်ထွက်ပြီးတော့မှတခုတစားတော့မှာပဲဖြစ်ပါတယ်ဆိုတော့မနဲ့ကြတဲ့ထမင်းတော့မစားသေးဘူးเนาะဆိုတော့အိမ်မှာလည်းမက်ချက်တအောင်နဲ့နဲ့ busy ဖြစ်နေတာနဲ့အခုအပြင်တစားမှာပဲဖြစ်ပါတယ်ဆိုတော့ gateway mall လို့ပြန်သွားမယ်ဗျာမာတီဆိုမှကြာနေပါတော့နိုင်တော့လည်းဖြစ်ခလာအမေရလစ်အမေဆက်လေးကစီးဖို့တော်တော်ကြောက်နေတယ် no chor sé, oh, chor din la nai ဒီ guys ဒီမှာကျွန်တော်ဒေဝေဖူးတော့မှာရောက်လာပါတယ်ကျွန်တော်ပင်လာတာပြင်းပြစားရတယ်အပင်နဲ့အမေတော့ဂျုံခေါက်ဆွဲဟိုကစပြုံးနဲ့တောက်တဲ့အစားတယ်ပေါ့နော်အဲဆို fashion fruit smoothie လည်းပဲစားဖြစ်ပါတယ်မိထူလာမှာကြိုက်လား mặt chạy mà là tại vì xa luôn mà còn rồi nè vì tôi lo tao bị lấy cho nó bây giờ cho nó lý giải ngáp lúc đó tiểu lưu gì lấy ra thay sẽ gắn mặt trời mặt trời bên này ngồi lấy ra này cho phi lấy ra đấy xa lúc tao lu mà biểu အစားအစာတွေမကုန်ပါဘူးဗျာကျွန်တော်အခုအခန်းကိုပြန်နေပါပြီညီမလေးအခန်းရောက်ပြီးတော့မရှိလို့သူအပြင်မှာထိုင်ဆောင်နေပါတယ်အခုကတော့အဖေမျိုးအခန်းမှာပို့ပြီးတော့ကျွန်တော်စတူဒီယိုအခန်းခဏလေးသွားပါမယ်အလုပ်ကိစ္စနဲ့လည်းတက်လို့မယ်အာကူရအကောင့်ရောက်တာတက်နိုင်လို့ရှိပါပြီကျွန်တော်ဒီမှာဇပင်အပိုင်းလေးဆွဲနေရပါတော့ဒီရဲ့အထည်လေးကိုဇပင်အနေနဲ့ကျွန်တော် shading အပိုင်းเนาะအာကိုရှေရိုအပိုင်းပါเนาะဒီရဲ့ shade လေးတွေထည့်ပြီးပြီဆိုတော့ခဏလေး line လေးတွေဆွဲတော့မှာပဲဖြစ်ပါတယ်ဒီကနေ့ဒီရဲ့ဇပင်လေးဆွဲဖို့စီစဉ်ထားတဲ့တကယ်ချင်းလို့ Hey guys ကျွန်တော်နိုင်ကြီးဘုရောမေ့နေတာအခုညနေနိုင်ရှိပါပြီကျွန်တော်ပုံဆွဲလို့လည်းပြီးသွားခဲ့ပြီဘောနော်အချိန်တက်နေတာနဲ့ကျွန်တော်အိမ်သွားမယ့်အာရုံလည်းမလာဘူးတခုလုံးမဲ့အာရုံလည်းမလာဘူးဆိုတော့ byte လည်းမစားဘူးလုံးမှာဒါကြတော့စားခဲ့တာလေးတော့ byte share တင်းနေဘလို့လို့စားမလို့အဲ့ဆိုကျွန်တော်ပုံလည်းပဲရေးလို့ပြီးသွားခဲ့ပြီဗျာဆိုတော့ကျွန်တော်ဒီကနေ့မပြီးမှန်းနဲ့မနေ့ကမှပြီးမှမနေ့ဒီကနေ့ပဲပြီးသွားခဲ့တယ်တကယ်ကြီးတော့တစ်ချက်ချင်းကြည့်အောင်နော်ဒါကြတော့ပြီးပြီးတော့မှ customer request လုပ်ထားတဲ့အတိုင်းစားလေးရေးပေးထားတာပဲဖြစ်ပါတယ် ဒါပြီးသွားခဲ့တာပေါ့နော်ဆိုတော့အောက်မှာကျွန်မလက်မှတ်လည်းရေးထိုးထားတယ်ဘယ်လိုလဲတကယ်ချင်းတော့ကြည့်လို့ကောင်းလားတက်နိုင်ဆုံးတော့ကျွန်တော် detail လေးတွေထည့်နိုင်သလောက်ထည့်ပြီးတော့ရေးပေးထားတယ်ပေါ့နော် customer ပေးထားတဲ့ဈေးနဲ့လည်းပဲတန်အောင် customer လည်းပြောအောင်ကျွန်တော်လည်းပဲ skill တွေတက်အောင်အတန်အစားကိုကြိုးစားမှရေးထားပါတယ်ဆိုတော့ တငယ်ချင်းတို့လည်းကြိုက်မယ်လို့ပြောလင်းပါတယ်ဗျာဆိုတော့ဒါနဲ့စကားမဆက်တငယ်ချင်းတို့ကျွန်တော်ရဲ့ degree နည်းနည်းတော့ simple လို့မျိုးပဲပြီးသွားခဲ့ပါတယ်ဒီပါဠိဆိုပေးမှလည်းပဲတစ်ချက် Facebook ကြည့်လိုက်တော့သူများတော့ကာနေကြတယ်ကျွန်တော်တယောက်တည်းပကြီးဆွဲနေတယ်ပေါ့နော်အဲဆိုတစ်ဖက်မှာလည်းစိတ်မကောင်းအောင်ကျွန်တော်မျိုးကူမျိုးမှာဖြစ်သွားတဲ့ဒရင်တွေကလေးလေးတွေ အပြစ်မရှိတဲ့ကလေးလေးတွေတည်နေရတဲ့ဥစ္စာတွေကြီးပြီးမှလည်းကျွန်တော်တော်တော်လေးစိတ်မကောင်းတစ်ဖက်ကနေစိတ်လည်းအပြင်ဒီပါလီလည်းသွားပျော်ရှင်တယ်တစ်ဖက်ကနေစိတ်မကောင်းတဲ့တဲ့ရင်လည်းမြင်တော့စိတ်မကောင်းအဲဆိုကျွန်တော်တော့ဘယ်မှသွားပါနဲ့အေးအေးဆေးဆေးပဲပကြီးထိုင်ဆွဲနေလိုက်ပါတယ် Okay whatever အာဒီကနေ့ရနေ့ရတော့ကျွန်တော်ဒီပါဝလီဆိုပြီးမှလည်းပဲ322ဒီပါဝလီလိုမျိုးပါမဟုတ်ပဲနဲ့မနေ့ကနေညနေထိတိုင်းမှာတခါတငယ်ချင်းတို့ပြသလို့နေတယ်ပဲကျွန်တော်နေပြီးခဲ့ပါတယ်ဆိုတော့ဒီကနေ့ blog ကိုကျွန်တော်ဒီကနေ့တလောက်မှာပဲအဆုံးသတ်ချင်ပါတယ်ဗျာတငယ်ချင်းတို့ဗီဒီယိုကိုစောင့်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာကိုချမ်းမာနဲ့ပြည့်စုံပါစေ happy diwali bye bye